AI ကိုလူတယောက်လူမျိုးအပြန်အလှန်စကားပြောပြီးတော့ကိုသိကျင်တာတွေမေးလို့ရတဲ့နေရာလေးဒီဗီဒီယိုမှာပြပေးထားပါတယ်။စိတ်ဝင်စားရင်လိုက်ကြည့်လိုက်ပါ။လက်ထက်မှာအရင်နည်းမလိုဘဲနဲ့စလို့ရတဲ့လုပ်ငန်းရှင်ပြောပြပါ။ Freelancer အလုပ်တွေ online ညနေ PC ရောင်းတာဒါမှမဟုတ်တင်နန်းပို့ချတာဒီလိုမျိုးအလုပ်တွေကတော့အရင်နည်းသိမလိုဘဲစလို့ရနိုင်ပါတယ်။ကျွန်တော်တို့ Google ထဲဝင်ပါမယ်။ Google တောင်းမှုကျွန်တော်တို့ Chrome တို့ browser တို့တစ်ခုခုနဲ့လည်းဝင်လို့ရပါတယ်။ ဒီနေရာမှာရှာတဲ့နေရာမှာကျွန်တော်တို့ AI Studio Google ဆိုပြီးရေးရှာလိုက်တာအလိုမျိုးလေးတက်လာပါလိမ့်မယ်နော်ပြီးရင်အဲ့ဒီထဲကိုဝင်လိုက်ပါအဲ့ဒါဝင်လိုက်ရင်လိပ်ပြပုံစံမျိုးလေးလို့အပြာရောင်လေးနော်ဒါလေးဒီထဲဝင်လိုက်ပါမယ်အဲ့လိုဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဘေးနားမှာမြင်းနှမ်းလေးတုံးလန်းရှိရဲ့မြင်းနှမ်းလေးတုံးလန်းနေပြလိုက်ပါပြီးရင် string ဆိုတဲ့ဟာလေးတွေ့ပါလိမ့်မယ်ဒါလေးထပ်နေပြလိုက်ပါ okay ပြီးစကားပြောဖို့ကဘောက mic ပုံစံလေးနှိပ်ပြလိုက်ပါ တော့နှိပ်ပြလိုက်ပါဒါဆိုလို့ရှိရင်ခဏလေးစောက်ပြီးပါ quantity ဖြစ်နေပါတယ်မိုက်ပုံစံအပြာလေးပေါ်ရရပါပြီเนาะဒါဆိုရင်ကျွန်တော်တို့စကားပြောလို့ရပြီကိုပြောချင်တဲ့ဟာကိုပြောကိုပြောပြရတဲ့သူကကိုပြင်ပြီးအကြောင်းပြန်ပြလိုက်ပဲဘာမှနှိပ်စရာမလိုဘူးเนาะအမှကျွန်တော်တို့ကိုမေးချင်တာလဲမေးလို့ရတယ်ကျွန်တော်ဘာသာစကားလေးပြောင်းခိုင်းလို့ရတယ်အခြားကိုသိချင်တာကိုစမ်းကြည့်ပြီးလုပ်ကြည့်လို့ရတယ်เนาะကျွန်တော်ရက်ချင်လို့ရှင်တော့အဲ့ဒီမိုက်ပုံစံအပြာလေးကိုပဲတစ်ချက်နှိပ်လိုက်အဲ့ဆိုရင်မလာတော့ဘူးเนาะပြန်ပြောချင်ရင်အဲ့ဒီမိုက်ပုံစံလည်းပြန်နှိပ်လိုက် ဒါဆိုအပြာလေးပြန်ပြပြန်ပြောလို့ရပြီနော်ဒီလိုနည်းနဲ့ကျွန်တော်တို့ AI နဲ့အလွယ်တကူစကားပြန်လည်းပြောလို့ရတယ်မြန်မာဘာသာနဲ့လည်းပြောလို့ရတယ်အခြားဘာသာတွေနဲ့လည်းပြောလို့ရတယ်အတော်လေးကိုအဆင်ပြေပါခင်ဗျ